Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Literature Feed Channel လေးမှာပရိသတ်များကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှတော့ကျွန်တော်ဖတ်ပြတင်ဆက်ပေးခြင်းနဲ့ဆောင်းမကောင်းလေးတစ်ပုဒ်ကတော့စာရေးဆရာ Minkent Vass ရေးသားထားတဲ့ You Can Change မင်းပြောင်းလဲနိုင်ပါတယ်လို့အမည်ရတဲ့စာအုပ်ထဲမှာဆောင်းမကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆောင်းမကောင်းလေးကိုနားဆင်ခံစားကြည့်ပါအောင်ခင်ဗျာလူတော်မတိုးခြင်းနဲ့စိတ် တယောက်တည်းအနေကြာလာတာများပြီလူတွေနဲ့တီတူဆက်ဆံလေးမရှိတဲ့သူတယောက်ဟာလူအများကြီးတဲ့တောင်းရင်ရှက်တလို့လို့ယုံကြည်မှုမရှိတလို့လို့ဖြစ်တတ်ကြပါလေရှက်ကြောက်ခြင်းဆိုတာမိမိရဲ့အတွင်းစိတ်ကနေလာတဲ့အရာတစ်ခုပဲဖြစ်ပါလေတနည်းအားဖြင့်ဆိုရရင်ရှက်ကြောက်ခြင်းဟာတိမ်ငယ်စိတ်ကနေဖြစ်ပေါ်လာတာလို့လည်းပြောလို့ရပါတယ်ဒါဆိုရင်ရှက်ကြောက်တဲ့စိတ်ကလူတယောက်ကိုဘာဖြစ်သွားစေနိုင်ကြလဲတကယ်တော့ဘာမှမဖြစ်စေနိုင်ပါဘူးပြောတာနည်းနည်းရှုပ်သွားမယ်ထင်ပါရဲ့ဟုတ်ပါတယ် လူတယောက်ဟာအယားအယားမှာရှက်နေကြောက်နေတဲ့အခါသူလှုပ်ချင်တာကိုလှုပ်ဖို့လည်းတတ်တိမရှိတော့ဘူးအများကြားတဲ့တော့ဖို့ကိုလည်းအဆင်မပြေတော့ဘူးအဲ့တော့ဘာမှမလုပ်ဖြစ်တော့ဘူးဘာမှမလုပ်ဖြစ်တော့ဘယ်နေရာမှာထထမမြောက်ဖြစ်သွားရည်ဆိုတာမရှိတော့ဘူးတစ်ချိန်လုံးကိုဒီရှက်တဲ့စိတ်ကြောက်တဲ့စိတ်ကသာအချိန်တိုင်းကြီးစိုးနေတော့တာပါပဲဒါဆိုရင်ရှက်တဲ့စိတ်ကြောက်တဲ့စိတ်ကိုဘလို့ဖြေဖြောက်ရမလဲလို့ခင်ဗျားတို့ကျွန်တော်ကိုပြောကြမှာပါအဲ့ဒီအတွက်ကတော့ဝင်နေပါလေဖြေပြဖို့အတွက်ကလုံးဝနှီးလန့်ကိုကျွန်တော်မသိပါဘူး ျွန်တော်တို့ကလည်းဒီလိုစာတွေကိုစတင်ရေးသားဖို့အတွက်ကိုတော်တော်လေးကြောက်ခဲ့တယ်။လွန်ခဲ့တဲ့နှစ်တွေတုန်းကဆိုရင်ကျွန်တော်ကလူ profile နဲ့နေနေကြသူတူဦးပါ။ဘာ post မှလည်းမတင်သလို mind data ကိုမှကျွန်တော်တင်လို့မရှိပါဘူး။အမှန်တိုင်းပြောရရင်အဲ့ဒီတုန်းကငယ်သေးတဲ့အရွယ်ဖြစ်တိုင်းအေးစစနေတဲ့တိုင်းကြောင့်တော့မသိဘူး။ဒါပေမဲ့ကျွန်တော် post ကို တွေ့ရင်လူတွေကဘာလာပြောကြမလဲ။အဲ့လိုရှက်တဲ့ကြောက်တဲ့စိတ်လေးကြောင့်လည်းကျွန်တော်တော်တော်ကြာကြာဘယ်သူမှမသိတဲ့ကိုနေရာလေးမှာပဲနေခဲ့ဘူးလေ။ဒါဆိုရင်ကျွန်တော်ဘာလို့မရှက်တော့တာလဲ။ တခုခုလုပ်ရမှာဘာလို့မကြောက်တော့တာလဲကျွန်တော်အပေါ်မှာပြောခဲ့သလိုပဲအဲ့လိုလုပ်ဖို့ကိုကျွန်တော်နည်းလည်းမသိပါဘူးဒါပေမဲ့ကျွန်တော်စခဲ့တယ်ကျွန်တော်ဝါသနာပါတဲ့အရာကိုစတင်လုပ်ခဲ့တယ်စာရီစရေးတယ်ဗီဒီယိုတွေလုပ်တယ်အဆက်မပြတ်ကိုလုပ်နေခဲ့တာလုံနေရင်လုံနေရင်းတွေကိုကျွန်တော်ရင်ငယ်တုန်းကအဆက်တဲစိတ်ကြောက်တဲ့စိတ်တွေပျောက်သွားခဲ့တယ်။음နားလည်အောင်ပြောရရင်တော့အလောက်တစ်ခုခုဝါသနာပါတဲ့အရာတစ်ခုခုကိုစတင်လုပ်လိုက်တာဟာ အချိန်ကြာလာတဲ့အခါမှာကုဘဝရဲ့ပြောင်းလဲမှုကိုတကယ်တွေ့ရပါလိမ့်မယ်။အဲ့ဒါတကယ်ပါပဲ။လူတွေဟာကိုကုကိုအရင်အပြစ်တင်တတ်ကြတယ်။ငါအတုံးကိုမကြပါဘူးကွာ။ဒီနှစ်လဲဒီနေရာမှာပဲ။ငါကတကယ်ကိုမတုံးပါလားနော်။အဲ့လိုအရာတွေနဲ့ကိုကုကိုဝေဖန်အပြစ်တင်ပြီးနေ့စဉ်စိတ်ဆင်းရဲမှုတွေကိုဝယ်ယူနေကြတယ်။တကယ်တော့အဲ့လိုအချိန်ကုန်ခံပြီးကိုကုကိုပြန်ဝေဖန်နေမယ့်အစားကိုရဲ့ဝါသနာပါတဲ့အရာ ကိုတခင်ယူသွက်တဲ့အရာတွေကိုစူးစမ်းပြီးလှုပ်စီခြင်းနေ။စားလို့တဲ့အချိန်တော့ရှန်နေကြောင်းနေမှာပဲ။ဒါပေမဲ့လုံနေရင် လုံနေရင်နဲ့ကိုဘဝပြောင်းလဲမှုကိုကြည့်ကြည့်လိုက်။ရှန်နေကြောင်းနေပြီးမလှုပ်လိုက်တော့ရင်ဆက်ပြီးရှန်နေကြောင်းနေအောင်မှာပါပဲ။အခုကျွန်တော်ဖတ်ပြတင်ဆက်ပေးခဲ့တဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကတော့ဇာယေးဆရာ မင်ခန့် First Year သားထားတဲ့ You can change မင်းပြောင်းလဲနိုင်ပါတယ်လို့အမိရတဲ့စာအုပ်ထဲမှာ ဆောင်းမောင်းလေးတစ်ပုဒ်ဖြစ်တဲ့လူရောမတိုးကျင်တဲ့စိတ်လိုအမိရတဲ့ဆောင်းမောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖက်ပြတက်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်။ဒီဆောင်းမောင်းလေးမှာဆိုလို့ရှိရင်ဒီကိုကိုတိုင်းကလူရောမတိုးကျင်တဲ့စိတ်သူများဒီကိုကိုအပြစ်တင်မှာဝေဖန်မှာကြောက်နေတဲ့စိတ်တကူကူလောက်ရမှာကိုရှက်နေကြောက်နေတဲ့စိတ်ဒီလိုစိတ်မျိုးကိုကျွန်တော်တို့တွေဘလို့ကြော်လွားတင်တယ်လေဒီလိုဘလို့ overcome လုပ်တင်တယ်လေဒီလိုအရာလေးတွေနဲ့ပတ်သက်ပြီးတော့ဆီယာမင်းကန်ဖာစ်ကဒီဆောင်းမောင်းလေးထဲမှာ ဒီပညာပေးရည်သားထားတာကိုတွေ့ရပါတယ်။အဲဒါကြောင့်မလို့ဒါဆင်သူများအနေနဲ့စာဖတ်သူများအနေနဲ့လည်းဒီလိုအကြောင်းအရာလေးတွေကိုကိုကိုပြောင်းလဲဖို့တိုးတက်ဖို့လိုအပ်တဲ့အရာကလေးတွေကိုဖတ်ရှုခြင်းနဲ့ဆိုလို့ရှိရင်တော့ဆရာမင်းခန်ဖတ်ရည်သားထားတဲ့ You can change မင်းပြောင်းလဲနိုင်ပါတယ်လို့အမိရတဲ့ဝင်းစာအကောင်လေးကိုလည်းဝယ်ယူဖတ်ရှုအားပေးရဖို့ကျွန်တော်ရဲ့ literature feature channel လေးမှာအားလုံးကိုတိုက်တွန်းလိုက်ပါတယ်။ဒါဆင်သူများအားလုံးဘေးရန်ခတ်သိမ်းကင်းကျင်းကြပါစေ။ ဒေါသခတ်တဲ့ကင်းကျင်ကြပါစေစိရင်ခတ်တဲ့ကင်းကျင်ကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေခင်ဗျာနားဆင်သူများအားလုံးပေးရန်ကြောက်ကြစိရင်ကင်းပြီးကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေကောင်းကြလို့ရစမ်းလာများလည်းတလုံးတဝပြည်စုံကြပါစေလို့ကျွန်တော်ရဲ့ literature fee channel လေးမှာနားဆင်ပေးခဲ့ကြသူတို့တို့ရောက်ချင်းစီကိုဆုတောင်းမြတ်တာပို့တာပေးလိုက်ပါရခင်ဗျာ